မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ကွန်ပျူတာမှာ file folder တွေကို lock ခတ်တဲ့နီလန်းလေးတွေနဲ့ lock ဖြီးတဲ့နီလန်းလေးတွေပြီးရင်ကျွန်တော်တို့ folder တွေကိုအလွယ်တကူဖွင့်လို့မရအောင် protect လုပ်တဲ့နီလန်းလေးတွေရဲ့ကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ် ဒီရက်သင်ခန်းစာလေးကကျွန်တော်လွန်ခဲ့တဲ့တနစ်ကျော်လောက်တုန်းကလည်းမျှဝေပေးခဲ့ပူတယ်။ဒါပေမဲ့ကျွန်တော်တို့ live ပြီးတော့မှလေ့ကျင့်တဲ့အခါမှာတော်တော်များများကကျွန်တော်တို့ဒီ folder တွေကို log ပြန်ပြီးတော့ဖြည့်တဲ့အခါမှာအခက်အခဲလေးတွေဖြစ်နေကြတဲ့အတွက်ကျွန်တော်ဒီသင်ခန်းစာလေးကိုပြန်လည်ပြီးတော့မှမျှဝေပေးလိုက်တာဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်တို့လက်တွေ့ပြပေးဖို့ရာအတွက်အရင်ဆုံးကျွန်တော်တို့ folder လေးတစ်ခုကျွန်တော်တို့ file လေးတစ်ခုအရင်ဆုံးတိဆောက်လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ file နဲ့ folder တွေကိုအလွယ်တကူတိဆောက်ချင်တဲ့ဆိုရင်တော့ ကျွန်တော်တို့ desktop ပေါ်မှာ right click နှိပ်ပြီးတော့မှ new ဆိုတဲ့ထဲကိုဝင်လိုက်ပါမယ်။ new ထဲကနှိပ်ပြီးတော့မှကျွန်တော်တို့ folder လေးအစ်တစ်ခုတည်ဆောက်မှာဖြစ်တဲ့အတွက် folder ဆိုတာလေးကိုကျွန်တော်တို့က click တစ်ချက်ကျွန်တော်တို့နှိပ်ပြီးတော့မှ file လေးတစ်ခု folder လေးတစ်ခုကိုကျွန်တော်တို့အလွယ်တကူတည်ဆောက်လို့ရပါတယ်။ဒီတော့ကျွန်တော်ဒီမှာ folder ဆိုတာလေးကိုကျွန်တော်ပြုတ်လုပ်လိုက်ပါမယ်။ဟုတ်ဒီမှာကျွန်တော်တို့ new folder ဆိုတာလေးကျွန်တော်တို့ကြာလာပါတယ်ဒီတော့ဒီရဲ့ new folder ဆိုတဲ့နေရာလေးမှာကိုကြိုက်နေတဲ့နာမည်လေးကျွန်တော်တို့ကပြောင်းကျင်နေဆိုရင်ပြောင်းလို့ရပါတယ် တကယ်လို့အခုလိုမျိုးဖြစ်နေတယ်ဆိုရင်တော့သူ့ရဲ့ file လေးပေါ်မှာကျွန်တော်တို့ဒီမှာတစ်ချက်လောက် right click လေးနှိပ်ပြီးတော့မှ rename ဆိုတာလေးနဲ့ကျွန်တော်တို့ file name လေးကိုကျွန်တော်တို့အလွယ်တကူပြောင်းလို့ရပါတယ်အခုလိုမျိုးလေးကျွန်တော်တို့ select ဝင်သွားပြီဆိုရင်တော့ကိုပေးခြင်းနဲ့နာမည်လေးကျွန်တော်တို့ပေးလိုက်လို့ရပါတယ်ကျွန်တော်ဒီမှာတော့နမူနာအနေနဲ့ E2B computer ဆိုပြီးတော့မှ file name လေးပေးလိုက်ပါမယ် enter လေးခောက်လိုက်ပါမယ် ပြီးရင်တော့ဒီရဲ့ final ကိုကျွန်တော်တို့ကကိုယ့်ရဲ့အရေးကြီးတဲ့ data အချက်အလက်တွေကျွန်တော်တို့ copy ကုပြီးတော့မှထည့်ခဲ့လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီရဲ့ file လေးကို copy ကုမယ်။ control c copy လေးကုခဲ့မယ်။ပြီးရင်တော့ဒီ file မှာကျွန်တော်တို့ကပေးချပါမယ်။ control ရဲ့ v ရဲ့နှိပ်ပေးချပါမယ်။ပြီးရင်ကျွန်တော်တို့ဒီရဲ့ဓာတ်ပုံလေးကိုလည်းကျွန်တော်တို့ copy လေးကုလိုက်ပါမယ်။ ဒီတခါတော့ကျွန်တော်တို့က control c control v နဲ့ copy မကူးတော့ဘဲနဲ့မရလက်ကလစ်လေးနဲ့ဒီပုံလေးကိုဖိတ်ဆွဲပြီးတော့မှ move လုပ်လိုက်လို့လည်းကျွန်တော်တို့ရပါတယ်။ move လုပ်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ desktop ပေါ်မှာဒီရဲ့တပုံကလုံးဝရှိမှာမဟုတ်တော့ဘဲနဲ့အခုကျွန်တော်တို့ထည့်ထားတဲ့ file တွေကိုချက်ချင်းတန်းပြီးတော့မှရောက်ရှိသွားမှာဖြစ်ပါတယ်။ဒီတော့အခုလိုမျိုးကျွန်တော်တို့က file ကိုယ့်ရဲ့အရေးကြီးတဲ့ data တွေစုထားတဲ့ folder လေးကျွန်တော်တို့ရသွားပြီဆိုရင် ဒီ file လေးကိုအခုလောလောဆယ်ဖွင့်ကြည့်လိုက်တဲ့အခါမှာဆိုရင်အလွယ်တကူကျွန်တော်တို့ဖွင့်လို့ရသေးတယ်။ဒီတော့ df folder လေးကကျွန်တော်တို့အတွက်အရေးကြီးတဲ့ data အချက်အလက်တွေစုထားတဲ့ folder လေးဖြစ်တဲ့အတွက်အချားသူတွေကိုအလွယ်တကူဖွင့်လို့မရအောင်ကျွန်တော်တို့ df folder လေးကိုကျွန်တော်တို့ protect လုပ်ထားလို့ရတယ်။ဒါမှမဟုတ်ကျွန်တော်တို့ log တွေခတ်ထားလို့ကျွန်တော်တို့ရပါတယ်။ဒီတော့အရင်ဆုံးအနေနဲ့ကျွန်တော်ကတော့ protect လုပ်တဲ့နီလန်လေးရနဲ့စပြီးတော့မှရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ဒီကကျွန်တော်တို့ folder လေးကိုအလွယ်တကူဖွင့်လို့မရအောင် ် product ပြုလုပ်ချင်တယ်ဆိုရင်တော့သူ့ကိုကျွန်တော်တို့ဆက်လက်လေးပေးလိုက်ပါမယ်ဆလာဘေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ folder လေးကိုအလွယ်တကူဖွင့်လို့မရအောင် protect ပြုလုပ်မှာဖြစ်တဲ့အတွက်သူ့ပုံမှာကျွန်တော်တို့ right click လေးနှိပ်လိုက်ပါမယ် right click နှိပ်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ property ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့ machine မှာဆိုတဲ့အတွက်ကျွန်တော်မြင်ကွင်းလေးတစ်ချက်လောက်ချက်ပြပေးသွားပါမယ်ကျွန်တော်တို့ file လေးပေါ်မှာ right click နှိပ်မယ် ပြီးရင်တော့ကျွန်တော်တို့ဒီမှာ property ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်မှာဖြစ်ပါတယ် right click နေမယ် property ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ် property ထဲကိုရောက်လာပြီဆိုတာနဲ့တပြိုင်တည်းအခုလိုမျိုးပေါက်လေးကျလာပါလိမ့်မယ်ဒီလိုမျိုးပေါက်လေးကျလာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ security ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဒီနေရာလေးမှာကျွန်တော်တို့အရေးအကြီးပါတယ်ဒီနေရာမှာလွဲတယ်ဆိုရင်တော့ကျွန်တော်တို့ file တွေကကျွန်တော်တို့ဖွင့်လို့ ပြန်ပြီးတော့လော့ပြည်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ error တွေတက်နေတတ်တယ်ပေါ့နော်ဒီတော့ဒီရဲ့နေရာလေးမှာတခြားလေးလိုက်ပြီးတော့မှကြည့်ပေးမှကျွန်တော်တို့အဆင်ပြေပါလိမ့်မယ်ဒီတော့ဒီရဲ့ file ပေါ်မှာ right click နှိပ်ပြီးတော့ property တဲကိုဝင်လိုက်တယ် security ဆိုတဲ့ထဲဝင်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးဘောက်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ်ဒီဘောက်လေးကြာလာပြီဆိုရင်တော့ကျွန်တော်တို့ရွေးပေးရမှာလေးက administrator ဆိုတာလေးကိုကျွန်တော်တို့က select ပေးထားမှာဖြစ်ပါတယ် administrator ဆိုတာလေးကိုဆက်လက်ပေးပြီးသွားပြီဆိုတာနဲ့တပြိုင်တည်းအောက်မှာရှိနေတဲ့ edit ဆိုတာလေးကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပေးလိုက်ပါမယ် edit ဆိုတာလေးကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ permission for ဆိုပြီးတော့မှ file တစ်ခုထပ်ပြီးတော့ကြာလာပါလိမ့်မယ်ဒီထဲမှာလည်းကျွန်တော်တို့က system ရဲ့နိုင်လင်းတွန်းရဲ့ administrator ရဲ့ဆိုပြီးတော့မှ၃ခုထပ်ပြီးတော့ကြာလာပါလိမ့်မယ်ကျွန်တော်တို့က administrator ဆိုတာလေးကိုပဲရွေးပေးရမှာဖြစ်ပါတယ်ဒါလေးကျွန်တော်တို့ကရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ပြုလုပ်ချင်တာက ဒီဖိုင်ကိုအလွယ်တကူဖွင့်လို့မရအောင် protest ပြုလုပ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရဲ့ဘောင်လေးထဲမှာ re နဲ့ right ဆိုတဲ့နေရာလေးမှာကျွန်တော်တို့အမှန်ချစ်လေးတွေကျွန်တော်တို့ထည့်ပေးခဲ့ရပါမယ်။ဒါလေးတွေထည့်ပြီးသွားတာမှန်တယ်ဆိုရင်တော့ကျွန်တော်တို့အောက်မှာရှိနေတဲ့ apply ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်ပါမယ်။အခုလိုမျိုး yes or no ဘောင်လေးကြာလာပြီဆိုရင်တော့ yes ကိုနှိပ်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ okay လေးနှိပ်မယ်။ နောက်ထပ်တစ်ခါကျွန်တော်တို့ထပ်ပြီးတော့မှ okay လေးနှဲလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ပြစ်လောက်ထားတဲ့ဒီရဲ့ file folder လေးကအလွယ်တကူကျွန်တော်တို့ဖွင့်ကြည့်လို့ရမှာမဟုတ်တော့ပါဘူးဒီတော့ဟောက်မဟုတ်ကျွန်တော်တို့တစ်ချက်လောက်ဒီ file လေးကို double click နဲ့ပြီးတော့မှပြန်ဖွင့်ကြည့်လိုက်ပါမယ်အလွယ်တကူကျွန်တော်တို့ဖွင့်လို့မရတော့ဘဲနဲ့အခုလိုမျိုးကျွန်တော်တို့ဒီမှာ current permission ဆိုပြီးတော့မှအခုလိုပုံစံကြီးတွေသူက error box တွေပြနေပါတယ် continue ကိုဆက်ပြီးတော့သွားတယ်ဆိုရင်လည်း error တွေပဲကျွန်တော်တို့ပြနေမှာပေါ့ဒီ file ကိုကျွန်တော်တို့ကလုံးဝ ဖွင့်လို့ရမှာမဟုတ်တော့ပါဘူး။ဒါကြောင့်ကျွန်တော်တို့ကွန်ပျူတာမှာကိုယ့်ရဲ့အရေးကြီးတဲ့ data တွေစုထားတဲ့ folder လေးတွေကိုအခုလိုမျိုးနီလန်လေးသုံးပြီးတော့မှကျွန်တော်တို့အခြားသူတွေရဲ့အလွယ်တကူဖွင့်ကြည့်လို့မရအောင်ကျွန်တော်တို့ protect လုပ်ထားခဲ့လို့ရပါတယ်။ဒီတော့လေ့ကျင့်တဲ့အခါမှာဆိုရင်ကိုယ့်အတွက်အရေးကြီးတဲ့ data တွေစုထားတဲ့ folder ကိုချက်ချင်းတန်းပြီးတော့မှဒီအသုံးပြုတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်အခုပြသလိုမျိုးအဲနမူနာဖိုင်လေးတစ်ခုတိစောက်ပြီးတော့မှအရင်ဆုံးလေ့ကျင့်ပေးပါ ကိုလစ်ကျင်ပြီးသွားတာမှန်တယ်ကိုလစ်ကျင်သွားလို့လစ်ကျင်ပြီးသွားလို့အဆင်ပြေသွားတယ်ဟုတ်တယ်ရောက်သွားပြီဆိုမှ ကို့အတွက်ရေးကြည့်တဲ့ဖိုတာတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့မှလစ်ကျင်ရင်းနဲ့စမ်းကြည့်ပေးပါလို့ တည်ပြောခြင်းပါတယ်ဘာလို့လဲဆိုရင်တချို့ကကျွန်တော်တို့အကောက်ကောင်းမလေးကြည့်ရသေးပဲနဲ့တခါတည်းကိုအတွက်အရေးကြီးတဲ့ file မှာသွားပြီးတော့ဆန်းလိုက်တယ်အဖွင့်မရတော့ကျွန်တော်တို့တိုင်နေပတ်တယ်ပေါ့နော်အခြားသူတွေဖွင့်ကြည့်လို့မရအောင်ကျွန်တော်တို့လောက်တာတော့မှန်တယ်အကိုကိုတိုင်းမှာပြန်ပြီးတော့မှဖွင့်ကြည့်တဲ့အခါမှာပြန်ပြီးတော့လည်းမဖြုတ်တတ်ဘူးကိုကိုရလည်းပြန်ပြီးတော့ဖွင့်လို့မရဘူးဆိုရင်တော့တော်တော်လေးကျွန်တော်တို့တိုင်ပတ်မှာကိုတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီ ကိုယ့်အတွက်အရေးမကြီးတဲ့ဖိုတာလေးမှာအရင်ဆုံးလေ့ကျင့်မယ်ရသွားပြီနားလည်သွားပြီဆိုမှကိုယ့်အတွက်အရေးကြီးတဲ့ဖိုတာတွေမှာကျွန်တော်တို့စမ်းကြည့်ပေးပါမယ်ဒီတော့ဒီဖိုင်လေးကအခုလက်ရှိကျွန်တော်တို့လုံးဝဖွင့်ကြည့်လို့မရတော့ဘူးအခြားသူတွေအလွယ်တကူဖွင့်ကြည့်လို့မရတော့တာတဲ့ကိုကိုယ်တိုင်လည်းအလွယ်တကူဖွင့်ကြည့်လို့မရတော့တာဖြစ်တဲ့အတွက်ကိုယ်အသုံးပြုမဲ့အခါမှာဆိုရင်တော့ဒီကကျွန်တော်တို့ protest လုပ်ထားတာလေးကိုပြန်ပြီးတော့မှဖြည့်ပေးရပါတော့မယ် ဒါကြောင့်ကျွန်တော်တို့ကဒီဖိုင်လေးပေါ်မှာအစောနောက်ကကျွန်တော်တို့ protect လုပ်ထားခဲ့တဲ့ read နဲ့ write တွေကိုပြန်ပြီးတော့မှဖြုတ်ချင်တာဖြစ်တဲ့အတွက်ဒီဖိုင်ပေါ်မှာ right click နှိပ်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ property ဆိုတဲ့ tag ကိုဆက်ပြီးတော့မှဝင်လိုက်ပါမယ်။ property ထဲကျွန်တော်တို့ဝင်ပြီးသွားပြီဆိုရင်တော့အစောနောက်ကလမ်းကြောင်းလေးအတိုင်းပဲ security ဆိုတဲ့ tag ကိုဝင်လိုက်ပါမယ်။ security ထဲကိုဝင်ပြီးသွားပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့က administrator ဆိုတာပဲရွေးပေးထားပါမယ်။အခြားအပေါ်ကကျွန်တော်တို့ system တို့ အဲကိုယ့်ရဲ့ကွန်ပျူတာနံပါတ်လို့ပေါ့နော်ဒါတွေကျွန်တော်တို့သွားပြီးတော့မှရွေးထားလိုက်မိရဲ့ဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့မှဖြုတ်လို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ကဖြုတ်တဲ့အခါမှာဆိုရင်လေဒီမှာကျွန်တော်တို့ administrator ဆိုတာလေးကိုပဲတေချာကျွန်တော်တို့ရွေးပေးထားရမှာဖြစ်ပါတယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ edit ဆိုတာလေးနေလိုက်မယ်။ edit ဆိုတာလေးနှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးလေးထပ်ကြလာပြီဆိုရင် administrator ဆိုတာလေးကိုပဲဆက်ပြီးတော့မှရွေးပေးပါမယ်။အောက်မှာကျွန်တော်တို့အမှန်ချစ်တွေထည့်ခဲ့တဲ့ read နဲ့ write ဆိုတာလေးကိုကျွန်တော်တို့ကကျွန်တော်တို့ပြန်ပြီးတော့မှဖြုတ်ခဲ့ပေးရပါမယ်။ဟောကျွန်တော်ဒီအောက်မှာဆောင်းတာက special permission တွေပေးခဲ့တယ်နော်။ဒါလေးတွေမှာကျွန်တော်တို့ကိုအမှန်ချစ်ပေးခဲ့တာလေးတွေကိုအမှန်ချစ်လေးပြန်ပြီးတော့မှဖြုတ်ပေးလိုက်ပါမယ်။ဒါလေးတွေမှာဖြုတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ apply လုပ်လိုက်ပါမယ်။ပြီးရင်တော့ okay လုပ်လိုက်မယ်။ โอเคလောက်လိုက်ပါမယ်ဟောဒါဆိုရင်တော့ကျွန်တော်တို့ define လေးကအလွယ်တကူကျွန်တော်တို့ဖွင့်ကြည့်လို့ရတယ်ပုံမှန် folder ပုံမှန် file လေးတိုင်းပဲပြန်ပြီးတော့မှရရှိသွားတာကိုတွေ့ရပါလိမ့်မယ် ဖွင့်ကြည့်လို့ရမရကျွန်တော်တို့စမ်းပြီးတော့မှ double click နဲ့ပြီးတော့ဖွင့်ကြည့်လိုက်ပါမယ်ဟောအခုဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ define layer အလွယ်တကူကျွန်တော်တို့ဖွင့်ကြည့်လို့ရသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ file name folder တွေကို lock ခတ်တဲ့နည်းလမ်းတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အခြားသူတွေကိုအလွယ်တကူဖွင့်ကြည့်လို့မရအောင် protect လုပ်ထားခြင်းနဲ့ကာကွယ်ထားခြင်းနဲ့ဆိုရင်တော့အလွယ်တကူပဲဒီရဲ့နည်းလမ်းလေးကိုသုံးပြီးတော့မှကျွန်တော်တို့ file name folder တွေကိုကျွန်တော်တို့ lock up ဒီ protect လုပ်ထားခဲ့လို့ရပါတယ် ဒီတော့ဒါလေးကျွန်တော်တို့ကနားလည်သွားပြီဆိုရင်တော့ကိုယ့်ရဲ့ DF4R လေးကို product လောက်တာကျွန်တော်မဟုတ်ဘဲနဲ့ လော့အနေနဲ့ကျွန်တော်တို့ခတ်ထားခြင်းနဲ့ဆိုရင်တော့ကွန်ပျူတာမှာ Windows နဲ့ပြီးတော့မှကျွန်တော်တို့ဒီတခါတည်းပါလာခဲ့တဲ့အဲကျွန်တော်တို့ Win RAR software လေးပေါ့နော်ဒီတော့ကိုယ့်ရဲ့ computer ထဲမှာ Win RAR software လေးတော့အဲထည့်ထားပြီးသားလေးရှိနေရပါမယ်ဒီတော့ Win RAR ဆိုတဲ့ software ကလည်းစက်တတော်များများမှာကတခါတည်းကျွန်တော်တို့ထည့်ပြီးသားလေးတွေဖြစ်တဲ့အတွက်အဲစက်တိုင်းမှာတော့ကျွန်တော်တို့ပါလိမ့်မယ်လို့တင်ပါတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ Win RAR software လေးကိုသုံးပြီးတော့မှကိုယ့်ရဲ့ file နေ folder တွေကိုကျွန်တော်တို့က lock lock ထားခဲ့လို့ကျွန်တော်တို့ရပါတယ် ဒီတော့ locker channel ဆိုရင်တော့ကျွန်တော်တို့ df file လေးကို locker မှာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ select လေးပေးလိုက်ပါမယ် select ပေးပြီးသွားပြီဆိုရင်တော့ဒီ file လေးပေါ်မှာ right click နှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်လိုက်ပါမယ် add to archive ဆိုတာလေးပါဒါလေးကျွန်တော်တို့က df file ကို locker channel ဖြစ်တဲ့အတွက် add to archive ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဝင်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပေါက်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ် ဒီတော့ဒီကနေရာလေးမှာကျွန်တော်တို့က Raphael လေးနဲ့ချုပ်ပြီးတော့မှကျွန်တော်တို့ file ကို password ခိုက်ချင်တာဖြစ်တဲ့အတွက် Raphael ဆိုတာလေးကိုပဲကျွန်တော်တို့ရွေးထားလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့က password လေးခတ်မှာဖြစ်တဲ့အတွက် set password ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်။ဟောဒီကနေရာလေးမှာကျွန်တော်တို့ကိုကြိုက်နဲ့တက်တဲ့ password လေးထည့်လို့ရပါတယ်။ကျွန်တော်ကတော့ဒီမှာနမူနာအနေနဲ့ပြပေးတာဖြစ်တဲ့အတွက်တစ်တလုံးပဲပေးခဲ့လိုက်ပါမယ်။ဟောဒီမှာလဲကျွန်တော်တို့က re-enter password တစ်တလုံးပဲကျွန်တော်တို့ပေးခဲ့လိုက်ပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ okay လေးနေလိုက်မယ်။ ပြီးရင်တော့နောက်ထပ်ကျွန်တော်တို့ဒီမှာ okay ဆိုပါလေးကျွန်တော်တို့ဆက်ပြီးတော့မှနှိပ်ပေးလိုက်ပါမယ်။ okay လေးနှိပ်လိုက်တာနဲ့တပြိုင်တည်း df folder လေးကကျွန်တော်တို့ raw file လေးအနေနဲ့အခုလိုမျိုးလေးကျွန်တော်တို့နောက်ထပ် file လေးတစ်ဖိုင်ထပ်ပြီးတော့မှ desktop ပေါ်မှာတိုးလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဒီတော့ df folder လေးမှာကျွန်တော်တို့က zip file ဒီ raw file လေးနဲ့ချုပ်ပြီးတော့မှ password ခက်ခဲတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့မူလ file လေးကိုကျွန်တော်တို့ select ပေးပြီးတော့မှ ဒလိနဲ့ကျွန်တော်တို့ဖြတ်ချလိုက်လို့ရပါတယ်ဖြတ်ပြီးသွားလဲကျွန်တော်တို့ဘာမှပြဿနာမရှိဘူးပေါ့နော်အဲ့တော့ဒီဖိုင်လေးကိုကျွန်တော်တို့ပြန်လည်ပြီးတော့အသုံးပြုဖို့ရာအတွက်ဒီရဲ့ raw file လေးကိုကျွန်တော်တို့ဖြည့်ချပေးရပါမယ်ဒါကြောင့်ဆက်လက်လေးပေးပါတယ် right click နှိပ်ပြီးတော့မှကျွန်တော်တို့ extra file ဒါမှမဟုတ် extra here ကြိုက်တာနဲ့ကျွန်တော်တို့ဖြည့်ချလို့ရပါတယ်ဒီတော့ကျွန်တော်ကတော့ဒီမှာ extra here ဆိုတာလေးနဲ့ဖြည့်ချလိုက်ပါမယ် ်အစ္စရာဟီးယားစွာလေးနဲ့ဖြီချလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာရာဖိုင်လေးကိုပတ်စဝါလေးခတ်ခဲ့တာဖြစ်တဲ့အတွက်အလွယ်တကူမပွင့်တော့ဘဲနဲ့ကျွန်တော်တို့ပတ်စဝါလေးတောင်းပါတယ်ဒီတော့အစောနောက်ကကျွန်တော်တို့ပေးခဲ့တဲ့ပတ်စဝါလေးတစ်ဆိုရင်တစ်ကျွန်တော်တို့ရိုက်ထည့်ပြီးတော့မှ okay လေးနဲ့လိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ကိုပေးထားခဲ့တဲ့ password လေးကိုရိုက်ထည့်ပေးရမှာเนาะ password မေ့သွားတယ်ဆိုရင်တော့ကျွန်တော်တို့အဆင်ပြေမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့ကိုပေးထားတဲ့ password လေးကိုတေချာလေးကျွန်တော်တို့မှတ်ထားပါမယ် ပြီးရင်ကျွန်တော်တို့အလွယ်တကူပတ်စဝါလေးပဲထည့်ပေးထားပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာတစ်ဆိုပြီးတော့ထည့်ထားတဲ့အတွက်တစ်ရိုက်ထည့်လိုက်ပါတယ်ပြီးရင်ကျွန်တော်တို့ okay လေးနှိပ်လိုက်မယ် okay နှိပ်လိုက်တာနဲ့တပြိုင်တည်းဟောကျွန်တော်တို့ဒီမှာမူလဖိုင်လေး i2b ကွန်ပျူတာဆိုတဲ့ folder လေးရပြန်လည်ပြီးတော့ရောက်ရှိလာတာကိုတွေ့ရပါတယ်ပြီးရင်တော့သူ့ကို double click နှိပ်ပြီးတော့ဖြန့်ကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းအလွယ်တကူကျွန်တော်တို့ဖြန့်ကြည့်လို့ရသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကွန်ပျူတာမှာဖိုင်နေ folder တွေကိုလော့ခတ်တဲ့နီလန်းလေးတွေနဲ့ လော့ဖြီတဲ့နီလန်လေးတွေပြီးရင်ကျွန်တော်တို့ protest လုပ်တဲ့နီလန်လေးတွေဖြစ်ပါတယ်တရက်တင်ကန်းစာလေးဟာအားလုံးအတွက်အရန်အသုံးဝင်မယ်လို့ထင်တယ်ကိုကိုရိုင်းလက်တွေလိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ် အကယ်၍ကိုကိုတိုင်လေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိနေတဲ့ file folder တွေကိုအခုလိုမျိုး protect လုပ်တတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dan ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါလေဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းထားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ